သာသနာတက္ကသိုလ်မှပရိယပရိပတ်သာသနာတော်ဝန်ထမ်းဆောင်တော်မူကြသောတန်ဃာတော်များအားတနစ်တာဆွန်စကလူဒန်းရဲ့ကုသိုလ်ရှင်ကဆွန်ကမာကြီးဒေါခင်ခင်သက်ဖြစ်ပါတယ်သူကကွယ်လွန်သူ ဖခင်ကြီးဦးအောင်တန်းမိခင်ကြီးဒေါ်စိုးရင်တို့အားအမှုထားပြီးတော့ယေစုပြီးတော့ကိုယ်လွန်သူများဖြစ်ကြတဲ့တူသားကိုမျိုးခိုင် ကိုမျိုးခိုင်ကို ကိုအောင်ကြီး ေါ်အောင်ကျော်မြင့်ကိုသန်းစုံနဲ့တူမမထေတီຫນွေတို့ကိုယေຊုပြီးတော့ဒီကုသိုလ်ကောင်းမှုကိုဆောင်ရွက်တာဖြစ်ပါတယ်လှူဒါန်းတာဖြစ်ပါတယ်ဒီတော့ကွယ်လွန်သူကိုယေຊုပြီးတော့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှု အထူးသဖြင့်ဒါမိခင်ဘခင်တွေကိုယေຊုပြီးတော့ဆောင်ရွက်တဲ့ပြုလုပ်တဲ့ကုသိုလ်ကောင်းမှု ဒီကုသိုလ်ကောင်းမှုတွေဘုန်းကြီးအနေငယ်အနုမောဒနာဟောပေးပါမယ်မြတ်စွာဘုရားကလောကမှာလူလူနှမျိုးအမတန်ရခဲ့ပါလေအမတန်ရခဲ့တဲ့လူနှမျိုးရှိတယ်ဆောင်ရွက်နိုင်ခဲ့တဲ့လုံနိုင်ခဲ့တဲ့အဲ့ဒါကြောင့်မလို့လေဒီလိုဆောင်ရွက်နိုင်ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မျိုးကိုရနိုင်ခဲ့တယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးကဘာလဲဆိုရင်နံပါတ်1ပုပ္ပကာရီပုဂ္ဂိုလ်ပါဠိလိုပုပ္ပကာရီရှေးဥစွာကျေစုပြုတဲ့ပုဂ္ဂိုလ်နံပါတ်2ကတော့ကတိညုကတဝေဒီမိမိတို့အပေါ်မှာပြုထားတဲ့ကျေစုကိုသိနားလည်ပြီးတော့ပြန်ဆက်တဲ့ပုဂ္ဂိုလ် ဒီလိုပုဂ္ဂိုလ်နှမျိုးကိုဒါလောကမှာ အမတန်ရခဲ့တယ်ဘာမှမျောလင့်ချက်မထားပဲနဲ့ဘာမျောလင့်ချက်မှမထားပဲနဲ့ဒါယေရှုပြုတဲ့ပုဂ္ဂိုလ်မျိုးမိမိပုံမှာယေရှုပြုထားတဲ့ယေရှုတရားကိုသိလေသိတဲ့သိပြီးတော့ပြန်ပြီးတော့လဲဆက်တယ်ဒါဒီလိုပုဂ္ဂိုလ် အများအပြားလောကမှာတယောက်ကိုတယောက်ကျေစုပြုတယ်ဆိုတာမျိုးလင့်ချက်တွေနဲ့ကျေစုပြုကြတာ။အော်ငါဒီလိုလှုပ်ပေးလိုက်ရင် तू ဘာဘာလှုပ်ပေးပါလိမ့်မယ်။ငါဒီလိုကူညီပေးလိုက်ရင် तू ငါမှလိုအပ်တဲ့ကမှ तू ဘာကူညီပေးပါလိမ့်မယ်။ဒီလိုအများအပြားလောကမှာမျိုးလင့်ချက်တွေနဲ့ဒါဆောင်ရွက်တတ်ကြတယ်။အဲ့လိုလှုပ်တတ်ကြတယ်။ခုအတော့ဒီလိုမဟုတ်ဘူး။ဘာမျိုးလင့်ချက်မှမထားပင်နဲ့ ဘာမျောလင်းကျင်းမှာမပါဘဲနဲ့ဒါဝတ္တရားအယဆုံးရတဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးပုပ္ပဂါရီဒါပထမကျေစုပြုတဲ့ပုဂ္ဂိုလ်ဆိုအဲဒုတိယကတော့အဲ့ဒီကျေစုတရားကိုသိနာလည်ပြီးတော့ကျေစုဆက်တဲ့ပုဂ္ဂိုလ်ဒီနေ့အထူးသဖြင့်ဒါဆုံးတဲ့ကမကြီးကမိမိတို့ရဲ့မိခင်ဖခင်ကြီး မိခင်ဘကဲနှစ်ပါးကိုအထူးအားဖြင့်ဒါယေရှုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်အတန်ပေးဝေတယ်ဆိုတာဂျေဇုဆက်ခြင်းတစ်မျိုးဖြစ်ပါတယ်အသက်တန်ကြာရှိစေမမိဘတွေကိုပြုစုစောင့်ရှောက်ကြွေမွေတုတ်တဲ့ဒါလည်းပဲဂျေဇုဆက်ခြင်းတစ်မျိုးပဲအဲကိုလွန်ပြီးတဲ့နောက်မှာမိဘတွေရဲ့ဂျေဇုတရားကို သိနာလေအောင်မေ့ပြီးတော့ငါယေရှုဆက်ရမယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အမြတ်တမ်းပေးဝေယေရှုဆက်ရမယ်ဆိုပြီးတော့ဒါယေရှုဆက်တဲ့အလုပ်ပဲဒီတော့ဒီလိုကုသိုလ်ကောင်းမှုလို့အမြတ်တမ်းပေးဝေတာကိုမိမိတို့ရဲ့မိဘတွေမိမိတို့ယေရှုတရတဲ့ပုဂ္ဂိုလ်တွေအကယ်၍များနတ်မျိုးနတ်တွေတွေနတ်ဘုရားတွေရောက်နေကြတဲ့ပုဂ္ဂိုလ်တွေဆိုရင် အမတန်ဝန်တာတယ်သူတို့က ဟောတို့ကိုရည်စုပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးတော့အမြတ်တမ်းပေးဝေဖို့ရပါပြီတဲ့မိဘတွေဆိုရင်လည်းကိုယ့်ရဲ့သားတွေသမီးတွေကမိဘတွေကိုရည်စုပြီးတော့ကုသိုလ်ကောင်းမှုလုပ်အမြတ်တမ်းပေးဝေတဲ့ဆိုရင်သူတို့သိကြရင်မြင်ကြရင်ကြားကြရင်အမြတ်တမ်းဝန်တာတယ်အမြတ်တမ်းဝမ်းမြောက်တယ်တို့ကိုရည်စုပြီးတော့တို့တို့ရဲ့ကျေးဇူးတရားကိုနားလည်ပြီးတော့သိပြီးတော့ ကုသိုလ်ကောင်းမှုလို့အမြတ်တမ်းပေးဝေဖို့ရပါပြီတဲ့ဆိုပြီးတော့အမြတ်တမ်းဝမ်းမြောက်ဝမ်းသာဖြစ်တဲ့မိမိတို့ယေရှုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒါဝမ်းမြောက်ဝမ်းသာ ဖြစ်ကြတယ်ဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်လိုက်တော့သူတို့မှာငကိုရထားတဲ့စိစိန်တွေထက်တိုးပြီးတော့စိစိန်တွေရကြတယ်ရှမ်းသာဒုက္ခတွေတိုးပြီးတော့သူတို့မှာရကြတယ်ဒါယေရှုဆက်တာပဲဒါလောကီနဲ့ယေရှုဆက်တာ ။အာဒီတက်မကတဆင်တက်ပြီးတော့မိမိတို့တရားဘာဝနာအလုပ်တွေအထောက်ပြီးတော့တရားနာပြီးတော့တရားထိုင်ပြီးတော့မိမိတို့သိမိမိတို့နားလေမိမိတို့သိနားလေတဲ့တရားအဲ့ဒီတရားတွေကိုဒါကိုလွန်တဲ့မိခင်ဗခင်တွေသိကြပါစေနားလေကြပါစေဓမ္မနဲ့ဒါကျေးဇူးဆက်တာအဲ့တော့ လောကီနည်းနဲ့ယေရှုဆက်တာပဲဖြစ်ဖြစ်လောကုတ္တရာနည်းနဲ့ယေရှုဆက်တာပဲဖြစ်ဖြစ်ဘလိုနည်းနဲ့ယေရှုဆက်ဆက်ဒါယေရှုဆက်တဲ့ပုံကမျိုးဆိုတာလောကမှာအမတန်တွေ့နိုင်ခဲ့တယ်ကြုံနိုင်ခဲ့တယ်အများအားဖြင့်ယေရှုတရားကိုယေရှုတရားဆိုပြီးတော့မသိပဲနဲ့ဒီတိုင်းဘဝတစ်ခုဆုံးသွားကြတဲ့ပုံကတွေအများကြီးပဲယေရှုဆက်ဖို့နေနေတာတာယေရှုကို သိမသွားဘူး ငါအပေါ်မှာကျေးဇူးရှိပါလားရေလို့ဒါမသိပဲနဲ့ဘဝတစ်ခုဆုံးသွားတဲ့သူတွေအများကြီးပဲသိပဲမဲ့လို့ဆက်ခွင့်မကြုံလို့ဒါကျေးဇူးမဆိုင်ကြရတဲ့ပုံကိုယ်တွေကလည်းအများကြီးပဲဒါမိမိတို့မှာကံကောင်းထောက်မှလို့ကျေးဇူးကိုလည်းသိတယ်ဆက်ခွင့်ကြုံလို့ခုကျေးဇူးလည်းဆက်တယ်မိမိတို့အမတန်ကံကောင်းတဲ့ ေစုဆက်ခွင့်ရတယ်ဆိုပြီးတော့မိမိတို့ရဲ့အလုပ်ကိုဒါဝမ်းမြောက်ဝမ်းသာဖြစ်ရပါမယ်။အမိကေမဂရင်းနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားအင်္ဂုတ္တရနိကေမှာသဗ္ဗမကတုဆိုတာပေါ်ထားပါတယ်။အဲ့ဒီတုတ်ကိုဘုန်းကြီးအနုမောဒနာအနေနဲ့အကျဉ်းချုပ်ပြီးတော့ဝမ်းမြောက်ဝမ်းသာဖြစ်အောင်ဟောပေးပါမယ်။သဗ္ဗမကတုဆိုတာဗျာမာနဲ့အတူနေတဲ့ဒါပုဂ္ဂိုလ်တွေ ဒီတုတ်ကိုမြတ်စွာဘုရားဟောတော်မူရာမူတဲ့ရည်ရွယ်ချက်ကသူဒေတာသူကာလကာလဒေတာအာလျောစွာဟောတော်မူခဲ့တဲ့တရားဖြစ်ပါတဲ့ဒီတရားကို ဟောတာကအိန္ဒိယဒေတာအိန္ဒိယနိုင်ငံအဲကာလအနေနဲ့ပြောမယ်ဆိုရင်ကတော့အဲ့ဒီဒေတာမှာနေတဲ့လူတွေကမြန်မာကြီးကို ကိုးကွယ်စိတ်ကပ်နေတဲ့ပုဂ္ဂိုလ်တွေမြမကြီးကိုကိုးကွယ်စိတ်ကပ်မြမကြီးဟာသူတို့ရဲ့ဘဝပဲဒီလိုစားစရာတောက်စရာတွေမြမကြီးကိုတင်ပြီးတော့ခုဗုဒ္ဓဘာသာဝင်တွေဘုရားဆွန့်လို့တင်တယ်လို့ပေါ့သူတို့မြမကြီးကို အထူးသဖြင့်ဒါစားစရာတောက်စရာတွေဖို့စရာဆင်းစရာတွေနောက်ဆုံးကိုကုံပြောရင်မိပူဆိုတာတောင်မှမြမကြီးကို ထောပတ်ဒီလောင်းလောင်းပြီးတော့တာ စီမီပူဇော်ကြတယ်အကျင့်တိအကျင့်နေကျင့်ပြီးတော့ဒီအကျင့်တွေကိုမြန်မာကြီးသိပါစေမြန်မာကြီးမြန်မာကြီးစီရောက်ပါစေဒါအထူးသဖြင့်သူတို့မှာဒီမြန်မာဟာသူတို့ဘောအားပဲအဲဒီကြောင့်မို့မြန်မာကိုအင်မတန်ဥထိတ်ထားတဲ့ကာလမှာဒေတာမှာမြတ်စွာဘုရားကဒီတုတ်ကိုဟောတာမြန်မာတိမာတာပိတရောပုပ္ပစရိယာတိဝုဇ္ဇတိ အာဟုနေယသပုဒ္ဒနံပဇာယအနုကံပကမိဘတွေကိုကြည်စုပြီးတော့မြတ်စွာဘုရားဒီတုတ်ကိုဟောတယ်တရားဓမ္မပေါင်းသူတို့ကောင်းတို့သင်တို့ပြမပြမကိုအင်မတန်အားကိုးကြတယ်ပြမကိုအင်မတန်ပူဇော်ကြလေးစားကြပြမဆိုတာမိဘကိုပြောတာမိဘဟာပြမပဲတဲ့အထက်မှာရေးတဲ့ပြမကလည်းပြမပဲ တကယ်ကိုအနိနာမှာရှိတာဟာမိဘအဲ့ဒီမိဘဟာပြမပဲဘာဖြစ်လို့ပြမခေါ်ရလဲဆိုရင်မြမာတွေကပြမစိုးတရား၅ပြမစိုးတရား၄ပါးဆိုပြီးတော့တရားဓမ္မတွေသိကြပါတယ်မေတ္တာကရုဏာမုဒိတာဥပေက္ခဒီတရား၄မျိုး ਨੇ သူတို့နေကြတဲ့ပြမဘုံမှာမိမိတို့ကဒီကနေပြီးတော့ဘလောက်ပူဇော်ပူဇော်သူတို့သိခြင်းမှသိမှာသူတို့မြင်ခြင်းမှမြင်မှာ ဘာလဲဆိုရင် သူတို့ကသူ့တရားနဲ့သူနေကြတဲ့သူတော်ကောင်းတွေအဲမိမိတို့ရဲ့မိဘတွေဟာမြန်မာပဲတဲ့ဘာဖြစ်လို့မြန်မာကိုရလဲဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခာသာသမိတွေအပေါ်မှာဒီတရား၄ပါးသူတို့နှလုံးသားတွေမှာအမြဲတမ်းရှိတယ်မွေးလာတဲ့မွေးကင်းစားကလေးကစားပြီးတော့မိဘတွေမှာကိုရဲ့သားလေးကိုရဲ့သမီးလေး မေတ္တာတရားတွေထားပြီးတော့စောင့်ရှောက်ကြကျွေးကြမွေးကြဒါမေတ္တာခံယူတဲ့အသက်အရွယ်မိဘရဲ့မိဘနှစ်ယောက်မိဘနှစ်ပါးရဲ့မေတ္တာတရားဟာသားလေးသမီးလေးပေါ်မှာစုပြုံထားတာဒါမေတ္တာတရားအဲမတော်တဆအနေမကောင်းထိုင်မကောင်းဖြစ်လို့ဒီလိုဖြစ်လာတဲ့အခါမှာတဏှာလိုက်တာဖြစ်နိုင်ရင်ကိုပဲဒီ ဆင်းရဲဒုက္ခကိုခံကျင်တယ်ဒီသားလေးသမီးလေးအပေါ်မှာမကြောက်စေခြင်းဘူးသားလေးသမီးလေးတွေနေမကောင်းတိုင်မကောင်းဖြစ်လို့သူတို့မှာညှို့ညို့ငငယ်ဖြစ်နေတဲ့အခါမှာမိဘတွေရဲ့နှလုံးသားတွေမှာအင်မတန်တဏှာတွေဒါကရုဏာအဲ့တော့မေတ္တာတရားရဲ့ကရုဏာတရားရဲ့မိဘတွေရဲ့နှလုံးသားတွေမှာသားသမီးတွေအပေါ်မှာအပြစ်အပြစ်ဒါအပြစ်ထားတာ နောက်တကသားလေးတွေသမီးလေးတွေအရွယ်ရောက်လို့ဆောင်းဝေတယ်အောင်ကြတယ်အဘဲဘွဲကဘယ်နှဘွဲရတယ်ဘလို့အလောက်ကိန်းတွေရတယ်ဝင်ငွေတွေဘလောက်ရှိတယ်ဟောဒီလိုတဲ့နေကြတော့မိဘနေအောင်မှာဝန်တာလိုက်တာကြည်နုလိုက်တာဒါတားလေးတွေသမီးလေးတွေကိုကြည်ပြီးတော့သူတို့မှာအစဉ်ပြေတဲ့တားလေးတွေသမီးလေးတွေရဲ့အခြေအနေကိုမြင်နေရကြားနေရတော့သူတို့မှာ စိတ်ထဲမှာကျင့်တဲ့ဓမ္မုဒိတာအဲ့တော့မေတ္တာတရားရဲ့ကရုဏာတရားရဲ့မုဒိတာတရားရဲ့အဲနောက်သူတို့အသက်အရွယ်ရလာတဲ့အခါမှာတော့မိဘတွေမှာဥပိ္ပခာမေတ္တာလည်းဒီလောက်မထားတော့ဘူးကရုဏာမုဒိတာလည်းဒီလောက်မထားတော့ဘူးအော်သူတို့ကိုယ်ဘဝကိုရည်တည်နိုင်ကြပြီသူတို့မှသူတို့အသိနဲ့သူတို့ကိုယ်ဘဝကိုရည်တည်လို့ရကြပြီဆိုပြီးတော့ငโกကလို့သိပြီးတော့ သူတို့ ਨੇ ပတ်သက်ပြီးတော့ဆိုရင်ဒုက္ခတွေပူပန်မှုတွေမထားတော့ဘဲနဲ့တာဥပိ္ပကထားတယ်။အဲ့တော့မိဘတွေဟာသာသမိတွေအပေါ်မှာမေတ္တာကရုဏာမုဒိတာဥပိ္ပကဒီတရား၄ပါးကိုလက်ကင်ထားပြီးတော့မိမိတို့အပေါ်မှာသာသမိတွေအပေါ်မှာမိဘတွေကဆောင်ဖြောင်းလာခဲ့တယ်။အဲ့ဒါကြောင့်မလို့ပြန်မာဆိုတာမိဘကိုပြောတာ။မြတ်စွာဘုရားကလူတွေ စိတ်ဝင်တဇန်နဲ့အာကိုတကြီးနဲ့ကိုကိုွေနဲ့ရတဲ့ဗျမဆိုတာအပေါ်မှာရှိတာဟုတ်ပါတယ်ဒါမို့လို့တကယ်ဗျမကသင်တို့ကိုကိုွေရမယ်သင်တို့ပူဇော်ရမယ်ဗျမကသင်တို့အနိနာမှာရှိတယ်မိဘပဲမိဘကို ပူဇော်ကြ မိဘကိုကတိုးကြမိဘကိုလှုပ်ရွေးကြမြန်မာကိုအတင်းတို့မြန်မာကိုလှုပ်ရွေးနေတဲ့အတူတူပဲမိဘပုဂ္ဂိုလ်တွေဟာသာသမိတွေပေါ်မှာ ယမဇိုတရား၄ပါးကိုအမြဲတမ်းထားလို့မို့တကယ်ပြန်မှာပဲအဲ့ဒီမိဘတွေနဲ့အတူနေရတဲ့ပုံကိုယ်တွေကလည်းပြန်မှာကြီးနဲ့အတူနေရတာပါပဲဒါမြတ်စွာဘုရားကမိဘကိုနံပါတ်၁ပြန်မှာဒီဒီနာမည်ကို ပေးပါတယ်ဓမ္မနှစ်ပုပ္ပါစရိယလက်ဦးစရာမွေးလာတဲ့ကိုရဲသားလေးတွေသမီးလေးတွေ အတောတန်သိတဲ့အတောတန်ပြောတာဆိုတာကိုနားလေတဲ့အချိန်ကစပြီးတော့ဒီလိုပြောရတယ်ဒီလိုသွားရတယ်ဒီလိုစားရတယ်ဒါအမေဒါအဖေဒါအဖိုးဒါအဘွားဒါဥဥစသည်အပြင်မိဘတွေကဒီကလေးတွေကိုသင်ပေးတယ်ဘယ်လိုပြောရတယ်ဘယ်လိုသွားရတယ်ဒါစသည်အပြင်သင်ပေးတယ်မိဘတွေရဲ့သင်ပေးမှုနဲ့ဒီကလေးတွေကသာသမီတွေကကြည်လာကြရတယ် နောက်မှကြောင်းပို့ပြီးတော့ဆရာတွေနဲ့တွားတွေ့ပြီးတော့ဆရာတွေသင်ပေးတာကိုသင်ယူရတယ်ပထမဆုံးဆရာကမိဘပဲအဲဒီကြောင့်မလို့ပုပ္ပါစရိယာလက်ဦးဆရာဆိုတာမိဘပြောတာအဲ့တော့ဆရာတွေကိုတပြည့်တွေကကတော့ကြတယ်အာစရိယပူဇော်ပွဲအာစရိယပူဇော်ပွဲဆိုပြီးတော့တပြည့်တွေကဆရာတွေကို တိတ်တိတ်ဝုံဝုံပူဇော်ကြတယ်။အစရိယပူဇော်ပွဲဆိုပြီးတော့လုပ်ကြတယ်။မိဘပူဇော်ပွဲဆိုပြီးတော့သာသမီတွေလုပ်ဖို့ကြတော့နားလေဒါဒီကိစ္စမှာကြတော့နားလေမှုအမတန်နေသွားတယ်။ဆရာကိုသာပူဇော်ကြတယ်။မိဘကို ပူဇော်ဖို့ကြတော့နားလေမှုအနေတယ်။အဲကြောင့် အာဇရိယပူဇော်ပွဲဆိုပြီးတော့ဆရာသမားတွေကို ပူဇော်တော်လို့ပဲ မိဘတွေကိုလည်းပဲပူဇော်တင်နေဘာလို့ဆိုရင်နောက်မှတင်ပေးတဲ့ဆရာတွေကို ပူဇော်မယ်ဆိုရင်ပထမဆုံးတင်ပေးတဲ့ဆရာကိုပို့ပြီးတော့ပူဇော်တင်တာပေါ့ဒါပုပ္ပါစရိယမိဘရဲ့အနမေတွေနံပါတ်1မြမနံပါတ်2လယ်ဦးဆရာ နံပါတ်3အာဟုနေယာစပုဒ္ဒနာသာသမိတေရဲ့အလူကံပုဂ္ဂိုလ်ကိုညွန်ပြပါဆိုရင်မိဘပါပဲမိဘတွေဟာသာသမိတေရဲ့အလူကံပုဂ္ဂိုလ်သာသမိတေက မိဘတွေကိုဘလို့ပစ္စည်းနဲ့ပူဇော်ပူဇော်ဘလို့ပစ္စည်းနဲ့ထောက်ပံ့ထောက်ပံ့အထောက်ပံ့ထိုက်တယ်ခံနိုင်တယ်ခံနိုင်ရဲ့ဂုံတက်တိမိဘမှာအပြည့်ရှိတယ် ဘာဖြစ်လို့လဲဆိုရင်မေတ္တာကရုဏာမုဒိတာအပြည့်နဲ့ဆောင်ရှောက်လာခဲ့လို့လောကမှာလူတွေဟာအချို့ထောက်ပံ့တဲ့ပစ္စည်းနဲ့ထောက်ပံ့ခံပုဂ္ဂိုလ်ဟာတခါတလေကြတော့မထိုက်တန်ရင်ထိခိုက်တယ်ပေးတဲ့ပုဂ္ဂိုလ်ကအဆင်မြင့်တယ်ပေးတဲ့ပစ္စည်းကလည်းအဆင်မြင့်တယ်အလူကန်တဲ့ပုဂ္ဂိုလ်ကနေနေပြီဆိုရင် မရဘူးတကယ်လို့လူခံမိရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်တခုခုထိခိုက်သွားတယ်ဒါမရဘူးခုဒီမှာတော့ဒီလိုမဟုတ်ဘူးတဲ့သာသမိတွေဘလောက်ပဲယာဓုအာနာကြီးတဲ့သာသမိတွေဖြစ်ပါစေဘာယာဓုအာနာမမရှိတဲ့မိဘတွေကိုအမတန်ကြီးရတဲ့ပစ္စည်းဥစ္စာတွေနဲ့ကတော့ခံနိုင်တယ်ကတော့ခံနိုင်တယ်မိဘဆိုတာ နောက်ဆုံးဂုံဂုံပြောရင်လူလောကမှာအကြီးကျယ်ဆုံးလို့ခေါ်တဲ့စေကျဝရေမင်းစီစဉ်တယ်ဒီလိုစီစဉ်နေတဲ့သာသမိကတတ်နိုင်လို့မိဘကို ပူဇော်တယ်ကတော့တယ်မိဘကဒီအလူကိုလက်ခံနိုင်တယ်လက်ခံနိုင်တဲ့အစွန်တတ်တယ်မိဘမှာရှိတယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒီသားတွေသမီးတွေပုံမှာထားခဲ့တဲ့မေတ္တာကရုဏာမုဒိတာတွေကဒီထက်မကကြီးကျယ်တယ် ဟုတ်အဲ့တော့အချင်းချုပ်လိုက်ရင်မိဘဆိုတာနံပါတ်1ပြမဆိုတာလည်းမိဘပါပဲလက်ဦးစရာဆိုတာလည်းမိဘပါပဲအာသမိတွေရဲ့ပစ္စည်းဥစ္စာ မှန်တယ်များကို အလူခံတိုက်တာလည်းမိဘပါပဲဟောဒီနေ့အထူးသဖြင့်သုဏကမကြီးဒုက္ခကင်တက်ကမိဘတွေကိုအထူးအပြင်ယေစုပြီးတော့ဆောင်ရွက်တယ်ဆိုတာပြမကို ပူဇော်တာလည်းဟုတ်တယ် လက်ဦးဇာကိုပူဇော်တာလည်းဟုတ်တယ်အလူခံပုဂ္ဂိုလ်တွေတဲမှာအထိုက်တန်ဆုံးအလူခံပုဂ္ဂိုလ်ကို ပူဇော်တာလည်းဟုတ်ပါတယ်အကြောင်းဒီနေ့မြတ်စွာဘုရားဟောတော်မူခဲ့တဲ့မိမိအပေါ်မှာတင်ထားတဲ့ကျေးဇူးတရားကိုသိတဲ့တိတ္တယုံနဲ့မကဘူးပြန်ပြီးတော့ဆက်တတ်တဲ့ပုဂ္ဂိုလ်လောကမှာရခဲ့တယ်ဒီလိုဟောတာတဲ့တရားတော်နဲ့ကြည့်မယ်ဆိုရင်မိမိတို့ဟာဒီနေ့ ရခဲ့တဲ့ပုဂ္ဂိုလ်တွေမှာပါဝင်တဲ့ပုဂ္ဂိုလ်ဒုံလဘပုဂ္ဂိုလ်မိဘရဲ့ယေရှုကိုတိတက်တဲ့တိတက်တဲ့အတိုင်းပဲပြန်ပြီးတော့ဆက်တဲ့တကယ်လို့များဒီကုသိုလ်ကိုမိဘတွေကတူတယ်ဒုမတွေကမိမိတို့ယေရှုထားတဲ့တူတယ်ဒုမတွေကတိရအမြင်ရအကြရမယ်ဆိုရင်အမတန်ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့သူတို့သာဓုခေါ်ကြမှာဖြစ်ပါတယ်အဲ့တော့တပည့်တို့ဒီနေ့လှုပ်တဲ့ကုသိုလ်ကောင်းမှုသည်အထူးအဖြစ် မိဘတွေတည်ကြပါစေမြင်ကြပါစေယေຊုစရတဲ့တူတွေဒုမတွေတည်ကြမြင်ကြပါစေဒီကုသိုလ်ကောင်းမှုကိုဝမ်းမြောက်ဝမ်းသာတာတုခေါ်ကြပါစေတပည့်တော်လည်းပဲဒီကုသိုလ်ကောင်းမှုကြောင့်ပစ္စုပန်ဘုရားမှာအန္တရာယ်ကင်းဘေးကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုရရှိပြီးတော့ဘုရားပစ္စေကအရိယာပေါင်းသူတို့ကောင်းတွေသိသွားမြင်သွားသောမေညာဘုံညာနိဗ္ဗာန်ကိုလွယ်လွယ်ကူကူချမ်းချမ်းသာသာဖြင့်သိရမြင်ရပါလို့ဤဒီလိုအာယုံပြုဆုတောင်းပြီးတော့ ရစခအမြောက်ဝေရအောင်ကဲရစခွဲကိုင်းရဲ့ကဲအလုံးလိုက်ဆိုအရှင်ဘုရားတပြည့်တော်မြတ်ပြီ အနန္တကျေးဇူးရှင် မိခင်ဘခင်တို့ကို၎င်းတူတူမတို့ကို၎င်းယေစုယေမှန်၍နိုင်ငံတော် ရိယတ္တိသာသနာတကသော၌တည်င်းသုံးတော်မူကြသောတန်ဃာတို့များအားတနေ့တာဆုံးစကလူတန်းချင်းသင်္ကန်းဤဘနက်နဝကမ္မအစရှိသောလူတန်းပွေရာအပြာပြာတို့ကိုစကလူတန်းချင်း ကြွရောက်လာသောပရိသတ်အပေါင်းသူတော်ကောင်းတို့အားကျွေမွေအခမ်းခြင်းတရဏဂု၃ပါးနှင့်တကွ၅ပါးသီလအသောတည်ခြင်းဟောပြအပ်သောတရားတို့ကိုနာယူခြင်းဟူသောဒါနသီလဘာဝနာကောင်းမှု ကုသိုလ်စုကိုပြုလုပ်ကြပါ၏တပြည့်တော်တို့၏ဤကောင်းမှုသည်နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းဖြစ်ပါစေဤကောင်းမှုအဖို့ပါကကိုအထူးအဖြင့်အနန္တကျေးဇူးရှင်မိခင်ဖခင်တို့အားအမြအမြ ပြေဝေငါပါဤဒုမတပတူတူမတို့အားအမြအမြပြေဝေငါပါဤဘဝအဆက်ဆက်တန္တရာအဆက်ဆက်ကတောဆက်ကြသောမိဟောင်းဖာဆွေဟောင်းမျိုးဟောင်းဆရာသမားဟောင်းတို့အားအမြအမြ ဣဝေငါပါဤတပြေတို့တို့ဤကိုတွင်ကိုပအိမ်တွင်အိမ်ပလုပ်ငန်းဆောင်တာအရာရာတို့၌စောင့်ရှောက်ကြသောနတ်ပေါင်းတို့အား၎င်းဤကြောင်းတိုက်ဤပဝန်းကျင်အနိနာ၌ရှိကြကုန်သောမြင်အပ်မမြင်အပ် ပုဂ္ဂိုလ်ပေါင်းတို့အား၎င်းသာသနာဆောင်နှင့်လောကဘာလနှင့်တရားမင်းယမမင်းအစိုးရမင်းတို့ကိုအစထား၍30တပုံသားတတ်တော်များအားအမြအမြပေးဝေငါပါ၏တတ်တော်အားလုံး မိခင်ဘခင်ကျေးဇူးရှင်တို့နဲ့တကွတတ်တော်အားလုံးအမြရာ၍ကိုစိတ်နှပြကျမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေတော်ကဲအမြဝေအားလုံးကြာကြသမျှအမြအမြအမြ ยรมุจักภาคงโลตาดุตาดุตาดุฮัลโหลจาจาดัมยาอัมยาอัมยาอัมยายรมุจักภาคงโลตาดุตาดุตาดุฮัลโหลจาจาดัมยาอัมยาอัมยาอัมยา ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု